ဒီနေ့ဟာ2025ခုနှစ်ဇွန်လရဲ့လက်ပြနှုတ်ဆက်တဲ့30ရက်နေ့ဆိုတဲ့လကွန်ရဲ့မင်္ဂလာကိုရောက်ရှိလို့လာပါပြီဖြစ်ပါတယ်။မိတ်ဆွေများကိုနေ့စဉ်နေ့စဉ်ဒီစီစဉ်ကအကျိုးထူးပါစေဆိုတဲ့ဆန္ဒမေတ္တာနဲ့စီစဉ်တင်ဆက်ရည်ရွယ်များကိုလမ်းညွှန်ပေးခဲ့တာဖြစ်ပါတယ်။လာမည့်2025ခုနှစ်ဇူလိုင်လအတွက်မိတ်ဆွေတို့ငွေကန်ကောင်းမလို့တနင်္လာနေ့တိုင်းလိုရတဲ့ရည်ရွယ်စမ်းလမ်းညွှန်ပေးရမယ်ဆိုရင်တော့မိတ်ဆွေများ လာမည့်2025ခုနှစ်ဇူလိုင်လတနင်္လာနေ့မနက်တိုင်းမနက်တိုင်းစိုးဟင်းပေါ်မှာ9မုံကျော်သို့မဟုတ်9ကျော်သို့မဟုတ်9တိတာဟင်းတင်လှပြီးမြတ်စွာဘုရားရှင်ကိုတင်းနာမနက်တိုင်းစွန့်ကပ်လှခြင်းအပြင်မိတ်ဆွေတို့ရဲ့ငွေကြေးကိစ္စတွေအားလုံးအဆင်ပြေချုံးမွေပါလိမ့်မယ်ဆိုတဲ့အကြောင်းကြိုတင်ပြီးလင်ကြီးညာမောင်းခတ်လို့တင်းနာနေ့အတွက်ငွေကံကောင်းနေတဲ့ကုသိုလ်ရေရာကိုလမ်းညွန်စကားပါလိုက်ပါတယ်ဒီနေ့မှာ2025ခုနှစ်ဇွန်လ 30ရက်နေ့မှာတော့မေဇူရုအတွက်တဲတော်ကံကြမ္မာနမိတ်ဖန်ကြားရမယ်ဆိုရင်တော့တဲတော်ကံကြမ္မာနမိတ်ရဘယင်ကြီးရဲ့သင်္ကေတနမိတ်ဆိုတော့ပြပါတယ်ဒါကြောင့်မလို့ပြောဆိုစကားတွေအောင်မြင်လိမ့်မယ်အခွင့်အရေးကောင်းတွေပေါ်လိမ့်မယ်မိတ်ဆွေကောင်းတွေနဲ့ပြန်ဆုံတွေ့ရတတ်ပါတယ်စာချုပ်ကိစ္စမျိုးတွေတို့အစိုးရကိစ္စမျိုးတွေတို့အလုပ်ရဖို့ကိစ္စမျိုးတွေတို့အောင်မြင်ပါလိမ့်မယ်မိမိတို့ရဲ့ရည်ရွယ်ချက်တွေအောင်မြင်ဖို့လိုတဲ့ဒီလိုနေ့မှာညောင်မင်းကိုရေသွန်းလောင်းပြီးဆူတောင်းခြင်းအပြင်တည်တည်တံ့တံ့ထင်းထင်းရှားရှားကောင်းကျိုးမင်္ဂလာချမ်းသာများ ရပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုသန့်နေဖွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်ကတော့မာဘုဗေရဏိယတနင်္လာနေ့ဖွားပုတိဘွားဇာတာရှင်နေဖြစ်ကြပါတယ်ပုတိတို့ရဲ့သဘောတရားအရကြော်စောဖို့ခက်ခဲတော်လဲကြိုးစားအားထုတ်မှုတို့အတွက်အောင်မြင်မှုအသီးအပွင့်တွေကိုအထူးထူးခြားစွာရတဲ့ဇာတာရှင်နေဖြစ်ကြပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရေတရားလမ်းညွှန်ပေးရမယ်ဆိုရင်တော့ကြီးကဲသူတို့ကိုအဝတ်အထည်အတုံးဆောင်ပစ္စည်းများလှူဒန်းကြတော်ခြင်းအပြင်မွေးနေ့ကုသိုလ်ဖြင့် ဒါနပြုလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ဒီနေ့အတွက်အကျိုးပေးဆုံးမကဏ္ဍကတော့နှစ်ကဏ္ဍ၄ကဏ္ဍဖြစ်ပြီးတော့ငွေကြေးကိစ္စတွေအားလုံးအဆင်ပြေဖို့လို့တွက်ကတော့ရည်သက်တော်တွေကိုအစာဒါနပြုပြီးငွေကြေးကံကောင်းဖို့အတွက်ဆုတောင်းလိုက်ပါခင်ဗျာစလို့တိုင်းနဲ့ကုန်းတော်တိုင်းနဲ့လက်ဖက်ဆိုင်နဲ့စားတောင်းဆိုင်တွေမှာရောင်းပန်းတာဝယ်ပန်းလှဖို့လို့တွက်ကတော့အဲဆိုင်အဝင်ဝါနာမှာအချွေလေးအနေငယ်ပြပြပြီးဆူတောင်းခြင်းအပြင်ရောင်းအားတက်လို့ရောင်းပန်းတာဝယ်ပန်းလှပါလိမ့်မယ် အယောင်ထိုင်နေတဲ့ကွန်ပစ္စည်းတွေတူလောင်းထားမိရင်အယောင်ထွက်သွားဖို့အတွက်ကတော့ဒီလိုအနေမျိုးမှာတောက်ရေခွက်ကလေးတစ်ခွက်နဲ့ရေတောက်ပြီးတဲ့အခါမှာရေခွက်အလွတ်ကလေးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်မိစ္ဆာတို့အတွက်ဆွေမျိုးရင်းမှာအမှုကင်းဖြစ်နေတဲ့သူတွေရှိရဆိုရင်တော့အမှုကျုံးနေတဲ့သူရဲ့အမိကိုရွှေဖြုံသီးတစ်လုံးမှရေးပြီးသီလရှင်ဆရာလေးတစ်ပါးပါးကိုထူထမ်းပြီးဆူတောင်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ ဒီယုံဒီမျိုးမှာတရက်သီးမဲ့အနေငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချီးမြတ်တားအိမ်တော်ကြီးစိတ်ချမ်းသာပျော်ရွှင်မဲ့နေဖြစ်ကြောင်းမင်္ဂလာအဟောကိန်းထုတ်လိုက်ပါတယ်ခင်ဗျာ